ီပါတို့ပြောင်းတင်ဖို့မှုတွင်အမြင့်ဆုံးဈေးကောင်းရရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတွင်ပြောင်းဆိုင်ပြိုးအေကတသန်းကျော်ရှိပြီးယခုနှစ်ပြည်ပသို့ပြောင်းတင်ပို့မှုတွင် အမြင့်ဆုံးဈေးကောင်းရရှိနေတယ်လို့သိရပါသည်။ပြောင်းတင်ပို့မှုကိုအာဆီယံနိုင်ငံများရဲ့သဘောတူညီချက်နဲ့နှစ်စဉ်ဖေဖော်ဝါရီလ၃ရက်ကနေဩဂုတ်လ31ရက်အထိ တင်ပို့နေထားဖြစ်ပြီးပြောင်းတင်ပို့မှုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတအူးကအခုလိုပြောပြထားပါသည်။ ြောင်းတော့လက်ရှိတော့ပို့နေပါတယ်ဒါဆိုစမ်းနိုင်ငံပုံမှန်ကျွန်တော်ကတန်နှစ်တန်းလောက်ပို့တာပေါ့အဲဒီနှစ်မှာတော့တန်ချိန်တစ်တန်းကျော်လောက်ပို့တယ်ခံပါရတယ်ကြာဒီ pocket အစီဆိုတော့အခုကျွန်တော်တစ်တန်းကျော်လောက်ပို့ရှိနေကြကြောင်းတော့ clinic ကတက်ဆိုင်ကျွန်တော်ကလက်ချက်နဲ့ရပါတော့လက်ချက်တော့ပို့နေကြပါပဲထိုင်းနိုင်ငံပို့တယ်အိန္ဒိယပို့တယ်ဖိလစ်ပို့တယ်ဒါပါပဲ 讲这种的话呢，都得把的，得把家做，你东西做都要，自己自己家偷不呢呀？伢子呢偷鞋干嘛？我也没看。讲了跟他表弟个，那年冬天还是过年那会儿，人家罗开那年，那屋弟呢就去学了，去开那年，我回家就上伢家去。人家罗打出来一条泥巴嘞，那屋弟拿回去呢，人家罗把那果刀用那刀呢，拿去阿乌咖啡渣，阿乌阿乌，洗出来一条毛果渣呢，就这样。 ပြည်တွင်းကထွက်ရှိတဲ့ပြောင်းအများဆုံးကို ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိပြီးအိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံတွေကိုလည်းတင်ပို့လျက်ရှိတယ်လို့သိရပါတယ်ရှင်။